အနန္တာတဲ့ချစ်ခင်အမျက်နှိုးအပ်သောတတဝသင်္ခါရတို့နဲ့ရှင်ကွဲသူမဟုတ်တေကွဲကွဲကြရလိမ့်မယ်ဆိုတာကိုအိုးအိုးရှိတုန်းကစပြီးတော့ငါဘုရားအထက်ထက်အခါကဟောထားပြီးမဟုတ်ပါလားတဲ့နော်တတဝတွေဆိုတာအမြဲထောင်တာအတူတူနေကြရမှာမဟုတ် အခိုက်အတန့်လေးပဲနေကြရတာပါဒါကြောင့်နေရာတော့အခိုက်အတန့်လေးမှာမေတ္တာတရားနဲ့တယောက်ရဲ့အကျိုးကိုတယောက်လိုလမ်းပြီးတော့ အကျိုးရှိရှိနေထိုင်နိုင်အောင်ကြိုးစားရမှာကိုကိုအမြဲတမ်းနေနေကြရတဲ့လူတွေအတူတူနေနေကြရတဲ့လူတွေဟာတကယ်တမ်းကတော့အမြဲထာဝရအတူတူနေရမှာ မဟုတ်ပါဘူးအဲ့ဒါလို့အမြဲထာဝရအတူတူနေရမှာ မဟုတ်ဘူးဆိုရင်ဒီအမှန်တရားကိုစဉ်းစားမိခြင်းဒီပင်လေဆက်ဆံရေးကိုပို့ပြီးတော့ပြည်လဲနိုင်စေတယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒါခဏပဲဆိုတဲ့အတွေးဟာဟောနေရာတော့မလေး နေရာတုံးကလေးဆိုတဲ့အတွေ့ကစိတ်ကိုနူးညံ့သွားစေတယ်၊တိမ်မွေ့သွားစေတယ်။နောက်မေတ္တာကရုဏာကိုဖြစ်ပေါ်သွားစေတယ်။ဟုတ်လား။ဒါကြောင့်အတူတူနေရတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ညာတော်ချင်းလူသားတွေဟာအမြဲထာဝရအတူတူမနေကြရဘူးဆိုတဲ့အချက်ကိုမေ့လျော့နေတတ်တယ်ပေါ့။ဟုတ်လား။အဲ့လိုမေးလျော့နေတော့မကောင်းဘူးဆိုရင်လည်းဒါအမြဲမကောင်းနေတော့တာလို့ရှိကအဲ့လိုထင်တာဟုတ်လားအဲ့တော့မကောင်းရင်လည်းပဲတုံတန်းမှာပြီးမခံနိုင် ကောင်းတယ်ဆိုရင်လည်းအလွန်မင်းဆွဲလန်းနေတကယ်တမ်းကကောင်းသည်ဖြစ်စီဆိုးသည်ဖြစ်စီအတူတူနေနေကြရတဲ့ပုံကိုယ်တွေကအမြဲထာဝရနေခွင့်မရှိပါဘူးအဲ့ဒီအမှန်တရားဟာစဉ်းစားမယ်ဆိုလို့ရှိရင်အလွန်တရာမှလူတယောက်ကိုမြင့်မြတ်သွားစေလိမ့်မယ်ဆန့်ရှင်းစင်ကြယ်သွားစေ